ားလုံးပဲမင်္ဂလာပါရဲကြီးစပေါ်မကြိုဆိုပါရယ်ဘုံချစ်ပရိသတ်များအားလုံးလည်းမင်္ဂလာပါခင်ဗျာယခုနှစ်ဘောလုံးဒီအော်စုကိုရာမယ်ရတဲ့နယ်လို့ဆိုလာတဲ့စပိန်နေပြဖွန်တေစပိန်လက်ရွေးစင်နေပြလူဝီဒီလာဖွန်တေကပြင်သစ်ကိုဖိုက်ဖိုးနဲ့အနိုင်ရခဲ့တဲ့ UEFA Nation League စီမီဖိုင်နယ်ပွဲစဉ်မှာအတင်းရဲ့ Bayern Munich တောင်ပံကစားသမားလေးလာမိုင်းရမဲရဲ့စွမ်းဆောင်ရည်တွေကိုထောက်ပြလာခဲ့ပြီးအသက်၁၈နှစ်အရွယ်ကစားသမားဟာယခုနှစ်ဘောလုံးဒီအော်စုကိုစုခုတင်တယ်လို့ချီးကျူးပြောဆိုလာခဲ့ပါတယ် ရမဲဟာပြင်သစ်နယ်ပွဲစဉ်မှာအတော်လေးခြေစွမ်းပြသနိုင်ခဲ့သလိုအရေးပါတဲ့တွင်းကိုနှစ်ကိုကိုလည်းတွင်းယူပေးနိုင်ခဲ့တာကြောင့်စပိန်အသင်းကိုဘိုလိုပွဲသို့ပို့ဆောင်နိုင်ခဲ့ပါတယ်ပြီးခဲ့တဲ့2024ခုနှစ်ကစပိန်နဲ့အတူယူရိုချန်ပီယံရှစ်ဖလားကိုစုခုနိုင်ခဲ့တဲ့ရမဲဟာပြီးခဲ့တဲ့ဘောင်းရာဒီမှာဘာစီလိုနာနဲ့အတူပြည်တွင်းစုဖလား၃ချိန်ထိရရှိထားခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်အသက်၁၈နှစ်အရွယ်ကစားသမားဟာပြီးခဲ့တဲ့ရာဒီအတွင်းပြိုင်ပွဲဆောင်တွင်ကို၁၈ကိုအထိရယူကာဂိုးဖန်တီးမှုလည်း 20ကြိမ်ထိပြုတ်လုံနိုင်ခဲ့တာဖြစ်ပါတယ်။ယခုအခါမှာတော့ဖွန်တေကလာမိုင်းကဘောလုံးဒီအော်နဲ့ထိုက်တန်တဲ့ခြေစွမ်းမျိုးကိုပြသထားနိုင်လို့ဒီစုကိုလည်းရာတင့်ပါတယ်။ဒီနေ့ကမ္ဘာအကောင်းဆုံးအသင်းနှစ်သင်းထိပ်တိုက်တွေ့ခဲ့ပြီးကျွန်တော်တို့ကအနိုင်ရခဲ့ပါတယ်။ပြင်တစ်လိုအသင်းကို9ဂိုးအထိသွင်းဖို့ဆိုတာမလွယ်ကူပါဘူး။ကျွန်တော်တို့အခွင့်အရေးတွေကိုကောင်းကောင်းသုံးချနိုင်ခဲ့ပါတယ်။ကစားသမားတွေရဲ့မြင့်မားတဲ့အဆင့်တန်းကိုပြသနိုင်ခဲ့ပါတယ်လို့ပြောကြားခဲ့ပါတယ်။ ။ရာမဲကတော့တဦးချင်းစုတန်စိတ်တွေထက်အတင်းနဲ့အတူအောင်မြင်မှုရယူဖို့အာယုံစိုက်ထားကြအောင်ကျွန်တော်ရှိသမျှအင်အားကုန်ပေးဆက်ပြီးကစားသွားမယ်လို့အမေကိုပြောနေကြပါမနက်မိုးလင်းတိုင်းကျွန်တော်ကိုတွန်းအားပေးနိုင်တဲ့အရာတစ်ခုကဘောလုံးပါပဲပြင်သစ်မှာကမ္ဘာအဆင့်ကစားသမားတွေအများကြီးရှိပါတယ်။သူတို့မှာအနေအများတဲ့ကစားသမားတွေအများကြီးပါပဲပေါ်တူဂီကလည်းကမ္ဘာအဆင့်ကစားသမားတွေပိုင်ဆိုင်ထားပါတယ်။ဒါပေမဲ့ကျွန်တော်တို့စုဖလားကိုအိမ်ရောက်တယ်လာနိုင်မယ်လို့မျှော်လင့်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ ယခုပွဲစဉ်မှာပြင်သစ်ဖက်ကိုဒုတိယအတွင်းကိုတွင်းယူခဲ့တဲ့ကွင်းလယ်လူမီခေးမီရှီနိုကလည်းဖိုက်ဝမ်းလောက်ထိကိုပြတ်သွားလိုက်မယ်လို့ကျွန်တော်တို့မမျှော်လင့်ထားခဲ့ပါဘူး။ဒါပေမဲ့ဒီလိုဘောလုံးအဆင့်တန်းမှာဘာကိုမှအာမမခံနိုင်ပါဘူး။ဒီအသင်းအတွက်အယံကုန်ယူပါတယ်။ဒီတစ်ခေါက်ပိုလို့ပွဲမှာလည်းနောက်ထပ်ဆုပလာယာရှိဖို့တိုက်ပွဲဝင်သွားပါမယ်လို့ပြောကြားခဲ့ပါတယ်။